ကျမသမီးကိုလုံနေတဲ့အဖွဲထဲမှာပဲမိဘတယောက်ကဖြစ်တာနဲ့စပင်းကိုသေးချသတုံးထုံအသေးလောက်လို့ပြောထားတယ်အဲ့လိုအကားကတော့လိုင်းမော်ကိုသမီးတို့ရဲ့ပုံတွေကိုတင်မယ်သမီးတို့ရှစ်ဆက်ပြီးဒီလိုသာပြဿနာရှာမယ်ဆိုရင်လူညွတ်တောင်းမှန်တဲ့ကိုသားသမီးကိုထိန်းနှိမ်သိမ့်သိမ့်ဆုံးမကြပါလို့နော်ငါ့ကိုဘာသာနှိမ်တယ်လို့ပြောတဲ့ကောင်မတိလို့ကတော့ဖနှက်နဲ့ပါရိုက်မှာ တဏီယာစိတ်ဝင်ရောက်လာပြီကျမကျမသမီးကိုပြောတယ်သူတို့ဒီပြန်ခေါ်မယ်ပြောပြီးတဏီယာတဏီယာမှာစကားသွားမယ်ဖြေရှင်းမယ်ဆိုလုံးဝမလိုက်သွားနဲ့အားလုံးမင်္ဂလာပါမိုးရဲ့ channel လေးရန်ချိုးချိုးလိုက်ပါရယ်မိုးဒီနေ့တစ်ဆက်ပေးချင်တဲ့ဗီဒီယိုလေးကတော့အရင်လည်းအရေးကြီးတယ် line ပေါ်မှာလည်းခရက်ထနေတယ်အောက်စုဖက်ပိုက်ခဲ့တဲ့ကျောင်းသူလေးတွေနဲ့ပတ်သက်ပြီးတော့ဒီကျောင်းသူလေးဆိုလို့ရှိရင်လည်းဒီကျောင်းမှာအောက်စုဖက်အနာကျစ်ခံရလို့ကျောင်းသူလေးရဲ့မိမိကနေပြီးတော့ဆရာမတွေနဲ့ဒီမိဘတွေကိုတောက်ရတန်နေမဲ့လည်း ဆီယမတွေကလည်းစုံမခြင်းမရှိသလိုမိဘတွေကလည်းတန်လောင်မြောက်ပေးသေးတယ်လို့ပြောလာတယ်ပေါ့နော်ဗီဒီယိုတော့ဆိုလို့ရှိရင်တော့ပြည့်စုံသွားပါတယ်ဒီဒါကြောင့်မို့လို့လည်းလိုင်းမော်တက်ပြီးတော့အကူအညီတောင်းလာတဲ့ဗီဒီယိုလေးကိုတဆက်ပေးမှာပဲဖြစ်ပါတယ်အခုကြည့်နေတဲ့အမျိုးတွေထဲမှာလည်းចောင်းသားမိဘတွေပါလို့ရှိရင်မိုးရဲ့ဗီဒီယိုလေးကိုဆောက်ဖြည့်လိုက်ပါတ िश ူပေးဖို့ဖိတ်ကြပါချင်းဒါဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်အော်ပေါ်မှာတင်စရာတော့မလိုဘူးအပြင်ဘက်ကလူမှုရေးကိစ္စပေါ့နော်ဒါပေမဲ့အဲ့ဒီလူမှုရေးကိစ္စကိုကျမအပြင်ဘက်မှာရှင်းပြီးသွားပြီ အပြင်ဘက်မှာရှင်းပြီးွားပြီတချို့လူရဲ့မိဘတွေတချို့ကလေးတွေရဲ့မိဘဆိုလို့ရှိရင်ကျမနဲ့ကဒီလိုခင်တဲ့အနေအထားမျိုးရှိတော့ကျမရိတ်မှုအနေနဲ့အဲပြောတဲ့အခါမှာသူတို့ကအဲ့ဒီဟာကိုကွာခေါင်းထဲမှာအာယုံသိမ့်မရှိဘူးကျမတော့ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမကတမီးသားသမီးရမများဆဆမရှိဘူးတမီးလေးတယောက်တည်းရှိရ။ကျမတမီးလေးအတွက်အနေရဖြစ်မဲ့ကိစ္စတွေကိုကျမကြုံမြင်လို့ကျမကသူတို့မိဘတွေကိုပြောဖို့ ဟိုအစာပြိုးခဲ့ဘူးတယ်တချို့မိဘဆိုအိမ်နိုင်ရာရောက်တော့ကျွန်မသွားပြီးတော့ပြောခဲ့ဘူးတယ်ဒါပေမဲ့သူတို့မိဘလည်းဆုံးမတယ်ပေါ့ဒါပေမဲ့ဆုံးမပေမဲ့နောက်ဆက်တွဲသူတို့သားသမီးဘာဆက်လုပ်လဲဆိုတော့သူတို့မိဘကမကြည့်ဘူးပေါ့နော်အခုကျွန်မပြောချင်တာက line ပေါ်မှာပေါ့နော်အခုတက်လာတယ်ကြောင်းသားချင်းချင်းချိန်ပြီးတော့ရန်ဖြစ်တဲ့နေရာမှာတစ်ဖက်ကအုပ်စုဖွဲ့ပြီးတစ်ဖက်ကတယောက်တည်းသမား အဲ့လိုပြဿနာဖြစ်လာတဲ့ဟာကိုမြင်တဲ့အခါကျတော့ဒီမှာပိုလန့်သွားပါတယ်လို့နော်ပိုလန့်သွားပါတယ်ကိုသားသမီးလည်းဒီလိုပုံစံဖြစ်လာမယ်ဆိုတာကိုဒီလိုမမြင်ဘူးခင်နေရကျမကတွေးမိတဲ့တွင်သူတို့မိဘကိုလည်းသွားပြောတယ်နောက်တခြားတယောက်ရဲ့မိဘတယောက်ကိုလည်းကျမကအဲပြောခဲ့ပြောတယ်ပေါ့နော်အရေးမှုအနေနဲ့ဒီလိုဒီလိုကလေးတွေဖြစ်နေကြတယ်လို့ပြောရင်သူတို့ကတမကန်ရှမ်းမကပဲအဲပိတ်ပြီးအရေးမထားဘူးပေါ့နော်ဒါပေမဲ့အခုဒီပုံစံမြင်လာတဲ့အခါကျတော့ကျမက အဲလိုင်းမော်ကနေပြောဖို့ပဲရတော့မယ်ဒါကတော့ جماعه အမိမတက်ဘူးမိဘကိုလည်းဘသူပဲဝါလို့ جماعه အမိမတက်ဘူးဒါပေမဲ့ကာယကံရှင်တွေကတော့တီးလိမ့်မယ်နော်ကာယကံရှင်တွေကတော့တီးလိမ့်မယ်ဒါကြောင့်မို့အဲအခုလိုမျိုး جماعه ပြောရတာပေါ့နော်ပြောမယ်ပေါ့နော် جماعه သမီးလေးចောင်းတက်နေတယ်ចောင်းတက်နေတဲ့ဟာကိုသူကအရင်ပေါ့နော်ဒီမဒီရောတော့ဘယ်နဲ့တန်းနေသမီးရှစ်တန်းမဟုတ်ဘူးလေစရရောက်ချင်းပြန်နေဘယ်နဲ့တန်းတက်ငါးတန်းအဲငါးတန်းနေစတယ်ငါးတန်းဟုတ်မလား ်တာကေတာပြောင်းလာပြီဒီတော့၅ရန်တက်လာဟုတ်ဟုတ်၃ရန်လောက်လာသုံးတန်းနဲ့တူတယ်သုံးတန်းလောက်တော့ရှိမယ်အဲ့ဒီလောက်ကနေပြီးတော့ဒီဒလားမှာသူတက်တာပေါ့နော်တက်တဲ့အခါမှာသူနဲ့ရင်းနှီးပြီးခင်လာတဲ့တငယ်ချင်းတွေက အခုသူခုနှစ်တန်းရောက်ခရေကတိတ်အစင်မပြေခြင်းဟိုဘက်ကအုပ်စုဖွဲ့တယ်ဒီဘက်ကသူကတက်ရောက်တယ်အဲလိုတဲ့ခါခေါ်တယ်မလိုတဲ့ခါကြာရင်အဲမခေါ်ဘူးမခေါ်တော့လက်ခံတယ်မခေါ်နဲ့ဒါပေမဲ့စောင်းတယ်မြောင်းတယ်အုပ်စုဖွဲ့ပြီးတော့အဲလူစုံမီစုံလို့ရှိရင်စောင်းချိတ်ပြောတယ်ဒီဘက်ကကလေးကလည်းခံတတ်တဲ့လူမဟုတ်ဘူးတယောက်တည်းတော့တယောက်တည်းမှာခံတတ်တဲ့ကလေးမဟုတ်ကိုကလေးကလည်းအဲ့တော့သူတို့ရဲ့အမြဲတမ်းစကားတွေများကြတယ်ပြဿနာတွေတက်ကြတယ် သူတို့ကခလေးတွေဆိုပြီးတော့လွတ်ထားလို့မရအောင်เนาะခလေးတွေပဲအချိန်နှံပြန်တဲ့သွားမှာပဲဆိုပြီးတော့ပြန်တဲ့သွားမှာပဲဆိုပြီးတော့တကယ်လို့သာအခုလိုင်းပေါ်မှာလို့ပုံစံမျိုးအဲပုံစံမျိုးဖြစ်ခဲ့မယ်ဆိုရင်တယောက်ထဲသမားနင့်နာတယ်เนาะအဲ့ဒါလေးသိဖို့ အဲသူတို့မိဘတွေကိုတဏိထားပါကိုသားသမီးဘလို့အကျင့်မျိုးလဲဘလို့စိတ်ဓာတ်မျိုးရှိလဲဆိုတာလေ့လာပါအများရန်ခယူးဆိုင်ပါကြောင်းသွားတယ်ဆိုပြီးတော့ပြင်မထားပါနဲ့ကိုသားသမီးကိုမျက်လုံးတစ်ဖက်ကကြည်ထားပါလို့ကျမတော့ကျမသမီးကိုကြည်တယ်နောက်တစ်ခုပြောပြအောင်မယ်ကျမသမီးလေးကကြောင်းမှာဘာပဲဖြစ်လာဖြစ်ကျမကိုပြန်ပြောပြတယ်ပြန်ပြောပြတဲ့အခါကျရင်ကျမကဂျုံသိန်းတဲ့ဟာကိုယုံတယ်နော်မယုံသိန်းတဲ့ဟာကိုမယုံတချို့ဟာဆိုလို့ရှိရင်ကျမကသူ့ပဲအပြစ်ပြောတာ အခါကျရင်တော့ तू ကဘာပြောလဲဆိုတော့ကျမကမောက်ကမပြောပြတော့ဘူးသူ့ပဲအပြစ်ပြောလို့နောက်ကမပြောပြတော့ကျမနောက်မပြောပြရင်နေပေါ့တကယ်လို့ပြဿနာတက်လို့ရှိရင်နင့်ကငါတို့ကနင်းဘက်ကနေငါတို့ဘာရက်တည်ရမလဲဟဲ့နင်းကမပြောပြဘူးဆိုငါကနင်းမားရင်မားတယ်လို့ငါပြောမှာပဲကျမတော့မိဘတယောက်နေလဲအဲ့လိုပြောတာဒီကိစ္စမှာနင်းမားရင်ငါမားတယ်လို့ပြောမှာပဲအေးနင်းမှန်တယ်ဆိုမှန်တယ်လို့ပြောမှာပဲ ညင်ကြောများတာလေးကိုနားထောင်ပြီးတော့နင်းဘက်ကြီးဘက်ငါမလိုက်နိုင်ဘူးနင်းဒီတကလောက်ရက်ကနင်းမားတယ်ဒီတကနင်းပြောတာနင်းမားတယ်ကျမနဲ့သူနဲ့အဲ့လိုအခိုက်တန့်နေအများကြီးဖြစ်ဘူးတယ်ဟုတ်လားအခုကကျမပြောချင်တာကတစ်ဖက်ကကိုသားသမီးကိုကိုဆုံးမပေးပါလို့ကျမကတော့ကျမသမီးကိုဆုံးမတယ်အများန်းလို့လို့ဆုံးမတယ်အများန်းလို့လို့ပြောမျက်စိတောက်တောက်လည်းအပြောင်းမခံဘူးကျမနော်ကိုသားသမီးကိုကိုကြည့်ပါကိုသားသမီးဘလို့ညင်ရှိလဲဘလို့သူတစ်ဖက်သားပေါ်ကိုနှိမ်တက်လဲလူတစ်ဖက်သားကိုဘလို့လောင်ပြောင်တက်လဲလို့ ကျောင်းကြီးမှာလည်းကျောင်းကြီးမှာအလျောက်လုံးတယ်လို့တူရှင်မှာလည်းတူရှင်မှာအလျောက်လုံးတယ်ကျမဒီသူတူရှင်မှာလည်းဒီလိုပဲကိုသူတို့စောစောသွားတဲ့ခါကျရင်စကားပြောဖို့အချိန်ရှိတယ်ဆရာမစာသင်တဲ့အချိန်မသင်သေးတဲ့အချိန်မှာအုပ်စုဖွဲ့ပြီးတော့ဟိုတခြားလူမျိုးဆိုကျမမပြောလို့နော်ကိုလူမျိုးအချင်းချင်းကိုလူမျိုးအချင်းချင်းအရင်တော့ပခုံးဘက်ပေါင်းလာတဲ့တငယ်ချင်းတွေအဲ့ဒီလူတွေကပဲအခုကြတော့ရှန်သူကြီးလိုဖြစ်ပြီးတော့အတန်းတနေတမျိုးမယုံဘူးကွာသိရမလား ဒါသူတို့ပါသူတို့ဇက်နေလားဇက်မြင်လားကျမတို့မသိဘူးအဲ့တော့ငါ့ကိုလူဆုံးပြီဆိုလို့ရှိရင်ဒီကတယောက်တည်းဖြစ်နေတဲ့အချိန်မျိုးဆိုရင်ကျမတို့ငယ်တမီးမှလည်းဗမာတငယ်ချင်းတွေရှိပါတယ်ဒါပေမဲ့အဲ့တငယ်ချင်းတွေမရှိတဲ့အချိန်မျိုးသူတယောက်တည်းခေါင်းငုတ်ပြီးနေရတဲ့အချိန်မျိုးဆိုလို့ရှိရင်တဲ့ငါ့ကိုဘာသာနှိမ့်တယ်လို့ပြောတဲ့ခေါင်းမသိလို့ကတော့ဖနှက်နဲ့ပါရိုက်မှာလို့ ငါ့ကိုစကင်ရှိုင်းလိမ့်တယ်လို့ပြောတဲ့ကောင်မအကောင်မကငါဖနက်နဲ့ပါရိုက်မှာတို့ဒီအမျိုးစုံပဲပေါ့နော်အဲ့လိုမျိုးတွေစောင်းမြောင်းပြောစောင်းမြောင်းပြောတယ်တကယ်လို့တစ်ဖက်ကလူကမခံနိုင်လို့စကားတွေများပြီးနဗန်းတက်ကြမယ်ဆိုအများနဲ့တယောက်နော်အဲ့တော့ကိုသားသမီးကိုဂယုစိုက်ကြပါလို့အမှနစ်က2014ကနေပြီးတော့ခွနတန်းနေခွနတန်းနဲ့ကနေပြီးတော့ပြန်ခေါ်လိုက် ပြန်ဖြစ်လိုက်ပြန်ခေါ်လိုက်ပြဿနာတက်လိုက်ပြန်ခေါ်လိုက်ပြဿနာတက်လိုက်နဲ့အဲ့လိုပဲနေလာခဲ့တာចောင်းပိတ်သွားတယ်ចောင်းပိတ်သွားတယ်ကွာចောင်းပိတ်သွားပြီးចောင်းပိတ်နေတဲ့အချိန်မှာလဲအဲဘာမဟုတ်တဲ့ကိစ္စနဲ့ဘာမဟုတ်တဲ့ကိစ္စနဲ့အကိစ္စကျွန်မထည့်မပြောဘူးသူတို့မိဘတွေသိတယ်ကျွန်မအိမ်နံရောက်သွားတိုင်လာခဲ့တော့ဘာမဟုတ်တဲ့ကိစ္စနဲ့အဲစကားတွေများတယ်လာပြီးပြဿနာလာရှာတယ်ကွာပြဿနာလာရှာတော့ကျွန်မသူတို့ရင်ကိုသွားတက်ပြီးပြောပြီးတော့အဲ့ပြဿနာရှင်းပြီးွားပြီဒါပေမဲ့အဲ့ဒီပြဿနာပြီးွားတော့ အဲ့ဒီကောင်မလေးကသူတို့နဲ့ဘလို့ခေါမလဲအဖွဲတစ်ဖွဲပေါ့နော်သူတို့နဲ့တွဲတဲ့အဖွဲတွေအကုန်လုံး तू ကဘလို့လီစဲပြီးပြောလဲတော့မသိဘူးအကုန်လုံးက तू ဘက်ကိုပါတယ် तू ဘက်ကိုပါပြီးတော့ဘာဒီဘက်ကလူကိုတခွန်းမှမမေးဘူးနော် ဒီဘက်ကလို့တခေါမှမမေးပဲနဲ့သူတို့ဒီငယ်ပေါင်းကြီးဖို့တငယ်ချင်းတွေငငယ်လေးတွေကပေါင်းလာတာဟိုပြောမယ်ဆိုရင်မူဂျိုတဲ့ကပေါင်းလာတာဒီကတော့နှစ်တန်းသုံးတန်းမှတွေ့တဲ့တငယ်ချင်းဟိုကတော့မူဂျိုတဲ့ကပေါင်းလာတဲ့တငယ်ချင်းမှာဟိုတငယ်ချင်းမှားမှန်မှန်မှန်ဟိုဘက်ကိုရက်တီမယ်ဆိုပြီးတော့သူတို့အဖွဲလိုက်ပေါ့နော်အဲ့ဘက်ကိုပေါင်းသွားတယ်ပေါ့နော်ပေါင်းသွားတယ်ပေါင်းသွားပြီဒီဘက်ကိုအခုဆိုရင်တော်တော်ဆိုးဆိုးဝါးဝါးကွာအခုဆိုရင်လည်းဒီတော့မှလမ်းမှတွေ့နေတော့မှမျက်နှာကြောကြီးတွေမာထန်ပြီးတော့ တခါတလေကြားလိမ့်ရင်ဒီကလှပတ်တာပတ်တာဒီဘမပါပဲတယောက်တည်းအပြင်းသေးတွေပါပြီးသွားဝယ်တဲ့အချိန်မျိုးဆိုဝိုင်းလှောင်လိုက်တာမျိုးအကြောင်းမသက်သက်ယူဝါကနေထားယူလိုက်တာမျိုးသိရမလားအဲအကြောင်းမသက်သက်ဟိုအသားမဲတာတွေဟိုသွားဘလို့ဖြစ်နေတာတွေအကုန်လုံးကွာအကုန်လုံးပြောတာ तू ကပြန်လာလို့ရှိရင်စိတ်မကောင်းကိုယ့်အကုန်ပြန်ပြောပြတယ်မမေးတမီးကအသားကဘလို့ဖြစ်နေလို့လဲတမီးသွားကဘလို့ဖြစ်နေလို့လဲဘာဖြစ်လို့လဲလို့မေးလိုက်လို့ရှိရင်အဲ့လိုမျိုးသူတို့ကပြောလို့သူတို့ပြောလို့သမီးခံခဲ့ရတယ်သူကအဲ့လိုမျိုးတွေ နော်ဒါဖျားပေးတဲ့အတိုင်းဖြစ်တာလေဒါတွေကတော့ကျွန်မမပြောပါဘူးခလေးနဲ့တူပြီးပြဲတယ်လို့ဖြစ်အောင်မယ်ဒါပေမဲ့သူတို့ကခလေးမဟုတ်တော့ခလေးအစင်မဟုတ်တော့ဘူးနော်ခလေးဆိုတာခလေးတူတူတန်တန်အစိတ်ပဲရှိရမှာအကူကကဘောင်းနေကြော်တယ်သိလားအန်နီယာစိတ်ဝင်ရောက်လာပြီကျွန်မကျွန်မသမီးကိုပြောတယ်သူတို့စီပြန်ခေါ်မယ်ပြောပြီးတနေရာတနေရာမှာစကားသွားမယ်ဖြေရှင်းမယ်ဆိုလုံးဝမလိုက်သွားနဲ့ဒါမျိုးတွေတော်တော်များများအပြည့်မှမမေကြုံဘူးတယ် အခုသမီးကလိုင်းပေါ်မှာလည်းသမီးတွေးနေပြီနော်အခုမှဒါတိုင်းပေါ်မှာတွေးကြတာကျမတို့ကအရင်တော့ကအဲ့လိုမျိုးဟာတွေကိုမျက်မြင်ကိုတွေးတွေးခဲ့ဘူးလားဒါကြောင့်မို့ကျမသမီးကိုသူတို့ကလာငါတို့ကိစ္စတခုရှင်းမယ်ဆိုပြီးခေါ်သွားရင်လုံးဝလိုက်မသွားဘူးလို့ကျမမှားထားတယ်နော်ကျမသမီးကိုနောက်ပြီးတော့သူတို့ဒီပြန်ခွင့်လို့ပြန်ပေါင်းမယ်ဆိုရင်တော့ကျမဘက်ကလုံးဝကိုခွင့်မပြုဘူး လုံးဝပေါင်းခွင့်မပေးတော့ဘူး။နောက်ပြီးတော့သူတို့ဘယ်တော့ဘယ်ခါကြမှာဘယ်တော့မှလည်းစကားမပြောရသလိုဘယ်တော့မှလည်းမဆောင်းပါနဲ့မမြောင်းပါနဲ့မခေါ်ကျင်ဘူးမလားမမြင်ကြအောင်ဆောင်းပါ။ကျွန်မသမီးကိုလည်းကျွန်မပြောထားတယ်မခေါ်ကျင်ဘူးမလားမမြင်ကြအောင်ဆောင်းပါ။သူတို့လည်းမခေါ်ကျင်ဘူးမလားမပတ်သက်ချင်ဘူးမလားလုံးဝမမြင်ကြအောင်ဆောင်းပေးပါ။ဒါကျေးဇူးပြုပြီးတော့သူတို့မိဘတွေဒီအတိုင်းမဲ့သူသားသမီးတွေကိုဆုံးမပေးကြပါ။ကိုမခေါ်ကျင်လုံးဝမခေါ်ပါနဲ့လို့နော်။ ူတို့ကိုသူတို့ကိုကျမကဘယ်လိုပြောထားလဲဆိုတော့သူ့ကိုသမီးចောင်းကျောင်းပိတ်တဲ့အချိန်မှာလည်းသူတို့နဲ့ကပြဿနာတက်တယ်ပြဿနာတက်တာကျမသမီးကအပြင်ထွက်သွားလို့သူတို့ကိုမြင်လို့စောင်းလို့မြောင်းလို့ပြဿနာတက်တာမဟုတ်ဘူးနော်တစ်တော့ဆော့တာဗျာတစ်တော့ဆော့တာတစ်တော့ပေါ်ကဆော့တဲ့တစ်ခုကသူတို့ကိုတငယ်ချင်းပေါင်းတဲ့နဲ့ပတ်သက်တဲ့ဟာတင်လို့တဲ့အဲပြဿနာရှာခံရတယ် တိလာအဲ့ဒါကကျမကလည်းဖုံးကင်ထားတဲ့အခါမှာကျမကအဲ့ဒါကိုမြင်ပြီးတော့ငါသမီးကိုဗလိုင်းလာစော်ကားနေပါလားဆိုပြီးတော့ကျမကအဲသူတို့ကိုသွတ်တိုင်ထားတာရှိတယ်နော်အဲ့ဒါကြောင့်မို့လို့ကျမကကြောင်းပြန်ဖွင့်တဲ့အခါမှာသမီးသူတို့နဲ့အတန်းချင်းရှေးနောက်မထိုင်ဖို့ရန်ရှောင်ခိုင်းတာနော်အရှိနောက်မထိုင်ဘူးဝဝေးထိုင်ဘူးသူတို့ကိုမျက်နှာပေးပြီးမထိုင်ဘူးသူတို့ရှိတဲ့ဘက်ကိုမလှဲ့ဘူးမတိကြောင်ဆောင်ဘူးသူတို့ဘာပြောပြောမကြားကြောင်ဆောင်ဘူးကျွန်မအမျိုးဆုံးကျွန်မသမီးကိုမှားလိုက်တယ်နော်အဲပြီးတော့တူရှင် ူရှင်ကလည်းအကြောင်းတွေပြန်ဖွင့်တဲ့ခါကျတော့တူရှင်ကမလုပ်လဲဆိုတော့ဆရာမကတလားလောက်တွေကကြိုးဖွင့်တယ်ဒါပေမဲ့သူတို့မတက်ဘူး။အောက်ကျမသမီးကအဲ့နဲ့ကျမသမီးက၂ရက်လောက်တက်လဲတက်ပြီးတော့တစ်ရက်လား၂ရက်လားမသိတက်လဲတက်ပြီးတော့မှတယောက်ယောက်လာတယ်တဲ့။ပထမဦးတော့ငြိမ့်ငြိမ့်ပဲနေတယ်တဲ့။ နောက်နှစ်ယောက်ရောက်လာတယ်နှစ်ရက်သုံးရက်နေတော့နောက်သုံးယောက်ရောက်လာတယ်အခုလေးငါးယောက်လည်းပြည့်လည်းပြည့်ပေါ့အကပွဲပဲတဲ့အဲအကြောင်းမို့ကျမကဒူရှင်မှာပြောင်းမှုအတွက်ကိုကျမဆုံးဖြတ်ထားတယ်ပြောလဲပြောထားတယ်ကျောင်းဒူရှင်ကိုလည်းပြောင်းမှုလို့တာဒါတေးသေးလေးကိစ္စမဟုတ်ဘူးနော်ကျမကတေးသေးလေးကိစ္စကိုအကျယ်ကြီးချဲ့တယ်လို့ပြောတာကျမသားသမီးနောင်တစ်ချိန်မှာနစ်နာလာလိမ့်မယ်ကျမသမီးကဒါကြောင့်မို့ကျမကအဲဒီလိုမျိုးကန့်ကွက်ရတာပေါ့နော်ပြောရတာပေါ့နော်အဲကိုသားသမီးကိုကိုတတ်နိုင်တဲ့လောက်ရှောင်းတယ်ဒူရှင်မှာသူတို့ရှိတဲ့အရက်မှာမတက်ဖို့အတွက်ကျမပြောင်းမှုလုပ်တယ် ။ဘာဖြစ်လို့လဲဆိုတော့တူရှင်ဆရာမတော့မဟုတ်ဘူးနော်။ဆရာမတယောက်ရှိတယ်။ဒါလည်းကျွန်မအမှန်တိုင်းနဲ့ပြောမယ်။အဲ့ဆရာမဆိုလို့ရှိရင်ကျွန်မသမီးလေးကကျွန်မကိုပြန်ပြန်ပြောတော့ပြဿနာတွေကျွန်မသိရတယ်လေ။သိရတဲ့အခါကျတော့ဆရာမရေဒီလိုဒီလိုပဲရှိတယ်။ခလေးကိုဒီလိုလိုပဲလုပ်ခဲ့ဆို။အဲ့ဆရာမကျမသမီးကိုပြောတယ်တဲ့နေရရတဲ့ဘာဖြစ်လို့တဲ့ကိုတငယ်ချင်းချင်းစကားများတာကိုမိဘကိုဒါလို့ပြန်သွားပြောရတာလေပေါ့ကျမသမီးကိုစူတယ်တဲ့အဲ့လိုပုံစံမျိုးနဲ့ပြောတယ်ပုံကြီးကိုဖြစ်တဲ့ကိစ္စကိုခုပေါက်ကိုရှင်းမဲနဲ့ဘာလို့မိဘနဲ့ရှင်းရတာလဲဆိုမိဘကိုမပြောဘဲနဲ့ အခုနလိုင်းပေါ်မှာအခုအများမြင်နေရပါပြီနော်အဲ့ဒီဗီဒီယိုလိုမျိုးအဲ့ဒီအခုကျွန်မတင်ပြမယ်အဲ့ဒီဗီဒီယိုအဲ့ဗီဒီယိုလိုမျိုးကျွန်မသမီးကိုတနည်းအောင်ခေါ်ပြီးရိုက်တဲ့အခါကျလို့ရှိရင်ဒီမိဘဘာမှမသိပဲနဲ့ဘလို့သွားပြေရှင်းမလဲကျွန်မသမီးကိုတော့ကျွန်မအကုန်ပြောပြတယ်နော်ဒါကြောင့်မို့ကျွန်မဒီဆရာမနဲ့လည်းကျွန်မစိတ်မချဘူးဒီစကားပြောတဲ့ဆရာမသိလားအဲအမြဲတမ်းလို့လို့သူတို့ဆရာမဆရာမနဲ့ဖြစ်နေတဲ့လူကိုတမျိုးဆရာမဆရာမ ဖြစ်မနေတဲ့လူကိုတစ်မျိုးဖြစ်တဲ့အတွက်ဒီဆီယာမကလည်းဒီလိုပြောတဲ့အတွက်နေ့လာကျမလည်းဆီယာမကိုတွေ့ပြီးပြောတယ်ကျမသမီးမှာဒီမအေးတယောက်တည်းရှိတယ်သူ့မှာရင်ဖွင့်ဖို့လည်းကျမပဲတငယ်ချင်းလည်းကျမပဲမိဘလည်းကျမပဲအဲ့တော့သူ့အကုန်ရင်ဖွင့်ရေးကျမမားတယ်မှန်တယ်ဆုံးဖြတ်ပေးရမယ်ကျမသမီးကိုတော့ကျမအကုန်ပြောခိုင်းရတယ်ဘာဖြစ်ဖြစ်လို့နေ့လာဒါကြောင့်မို့လို့ကျမတို့ဘက်ကရန်ရှောင်းတယ်ရှင်တို့ဘက်ကလည်းရှင်တို့သားသမီးကိုရှင်ဆုံးမကြကျမပါလို့ ီလိုမျိုးလိုင်းမော်တက်ပြီးတော့ပြောရတာလဲဆိုရင်ကျွန်မခုဗီဒီယိုတပုတ်ပြမယ်အဲ့ဒီဗီဒီယိုကြည့်ကြည့်လိုက်အဲ့ဗီဒီယိုတဲကကောင်ရိုက်ခံရတဲ့ကောင်မလေးရဲ့မိခင်နေရာမှာကိုသားသမီးဆိုတဲ့စိတ်ကလေးတွေးကြည့်လိုက်ဘလောက်အသေးနာဖို့ကောင်းလဲလို့ဂျားတွေကကြည့်တဲ့ကိုယ်တွေတော့မခံနိုင်ဘူးနော်မခံနိုင်ဘူးအဲ့ဒီမှာငါသမီးလေးပါဆိုတဲ့စိတ်ဝင်သွားလို့ကျွန်မဒီစကားကိုအခုဒီနေ့ online ပေါ်မှာတက်ပြီးပြောရတာဟုတ်ပြီလားကျွန်မဒီစကားကို online ပေါ်မှာတက်ပြီးပြောရတာ အဲ့ဒါကြောင့်မို့ပြဿနာတစ်ခုကိုမဖြစ်ခင်ပြဿနာရှင်းဖို့အတွက်ကိုအဲထိန်းဖို့အတွက်ကိုမိဘတွေနော်မိဘတွေကျမသမီးကိုဒလာအခုကျမတို့နေတဲ့ဒီနားကလူတွေအကုန်လုံးသိတယ်အဲ့တော့ကျမသမီးနဲ့တွဲခဲ့တဲ့ကောင်မလေးတွေတမလီကောင်မလေးတွေကိုလည်းဒီနားကလူတွေအကုန်သိမယ်ကိုသားသမီးတွေကိုကိုကျမနဲ့လည်းဒါရှင်းကျင်တယ်ဆိုလဲရှင်းလို့ရတယ်ဒါပေမဲ့မရှင်းကျင်ဘူးဆိုရင်ကိုသားသမီးတွေကို ဆုံးမထားလိုက်ပါပြဿနာတခုကိုကြီးကြီးမားမားမဖြစ်ခင်ကျမကဒီလိုပုံစံမျိုးခုနကောင်မလေးတွေလိုပုံစံမျိုးဖြစ်တော့မယ်ဆိုတော့ကျမအကြုံမြင်လို့အရင်တော့နဲ့ကကျမသမီးကိုလည်းထိန်းခဲ့တယ်ဆရာမကိုလည်းတိုင်ခဲ့ဘူးတယ်ဆရာမတွေကလည်းအင်းအင်းအင်းဆိုပြီးတော့ဒါကတော့သူတို့တွေကတော့သူတို့ဝိကျေခန်းကြီးပဲပြောမှာပဲကာယကရှင်ရဲ့ကျမသမီး ဟုတ်ပြီလားဒါကြောင့်မို့ကျမကပြဿနာမဖြစ်ခင်ဆိုပြီးတော့ဆရာမတို့ကျမကအခုလိုလာပြီးရင်ဖွင့်ရတာအခုဆရာမတို့တောင်ဖြစ်တယ်အဲမိဘတွေပေါ့နော်ကိုကိုသားသမီးတွေကိုဂယုစိုက်ကြပါကိုသားသမီးတွေဘာလုပ်နေလဲဆိုတာကိုလေးလေးနက်နက်ထားပါငါအဲတချို့မိဘရှိရဲ့နော်ကျမကမျက်လုံးနဲ့မမြင်ပေမဲ့ကျမနားနေပြီးကြားထားပြီးသွားပြီဖြစ်တာနဲ့စပင်းကိုသေးချသရုံးထုံအသေးလောက်လို့ပြောထားတယ်အဲ့လိုမိဘရှိတယ် နော်အဲ့တမသမီးရဲ့တမသမီးကိုလုံနေတဲ့အဖွဲထဲမှာပဲမိဘတယောက်ကအဲ့ဒီတော့ကိုသားသမီးကိုကိုမဆုံးမတဲ့ပြီဒီလိုမြောက်ပေးတဲ့မိဘလည်းရှိတဲ့အတွက်ကိုသားသမီးကိုကို ထိန်းထားပါ ကျမကတော့နောက်နောက်ဒီတက်ဒီကလေးတွေစောင်းမယ်မြောင်းမယ်တောင်းညမ်းလာမယ်ဆိုရင်ဓာတ်ပုံနဲ့တကွာကျမကတင်းမှာဓာတ်ပုံနဲ့တကွာတင်းမှာကျမသားသမီးကိုဒီကလေးဒီကလေးကဒီလိုနှောက်ရှက်နေပါလေဆိုရင်ကျမတိုင်းမှာနော်အเจ้าဆရာမကြီးကိုလည်းကျမသွားပြောမှာ ကျွန်မကဒီမှာဒလားမှာကျွန်မတို့ကနေတဲ့မွေးရဇာတိမဟုတ်တဲ့အတွက်တော့ကျွန်မကကြောင်းတောင်ပြောင်းကျင်နေတာကျွန်မတို့ ਨੇ နီးစက်တဲ့နေရာမှာဒီကြောင်းပဲရှိတယ်နှမဆိုဝဝေးလန်လန်ဆိုတော့လေစိတ်မချလို့ကျွန်မကအောင်းအင်းပြီးကြောင်းတောင်ဒီကြောင်းမှာထပ်ထားရတာကျွန်မကကြောင်းတောင်ပြောင်းကျင်နေပြီနော်ကျွန်မသမီးလေးကိုအမြဲတမ်းလို့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 ဆိုနော်ကျွန်မသမီးလည်းအေးတယ်လို့မပြောဘူးသူလည်းစွာတဲ့နေရာမှာပါတယ်ဒါပေမဲ့အများနဲ့တက်ရောက်ဆိုတဲ့အခါကျတော့ပြဿနာတက်မှာဆိုလို့ကျွန်မသမီးကိုလည်းကျွန်မတက်နိုင်တဲ့လောက်အမြဲတမ်း အော်တယ်ဟုတ်တယ်စူတယ်သူလာပြောရင်ဆယ်ခုံးပြောလို့ရှိရင်ငါးခုံးကိုနင်မှားတယ်လို့ကျွန်မအမြဲတမ်းပြောတယ်နော်အမြဲတမ်းပြောတယ်ဒါကြောင့်မို့ကိုသားသမီးကိုအနူးညွတ်တောင်းပန်တယ်ကိုသားသမီးကိုထိန်းသိမ်းသိမ်းသိမ်းဆုံးမကြပါလို့နော်ညကကျွန်မတစ်တော့မှတွေးလိုက်ရတယ်တောင်းသူတွေအဖွဲလိုက်နဲ့တယောက်သေးနဲ့ တယောက်သမားကသူ့အကိုအတင်းပြောထားတဲ့အဖွဲလိုက်ထဲကကောင်မလေးရဆိုပြီးတော့သူကတစ်တော့မှသူကတင်လိုက်မှာပေါ့တခုခုပေါ့နော်သူ့အတင်းပြောတဲ့လူကိုဟိုဘာလုပ်မယ်ညာလုပ်မယ်ဆိုတော့တစ်တော့တခုခုတော့သူတင်လိုက်မယ်အဲ့ဒီအခါကျတော့ချိန်ပြီးတော့နင်ကငါ့ကိုစောင်းပြီးတော့ဒါဘာလို့တင်တာလဲဆိုတော့ဟိုဘက်ကတယောက်သမားကောင်မလေးကဘာပြောလဲဆိုတော့နင်ကငါ့ကိုအတင်းပြောငါအတင်းပြောလို့ငါကတင်တာလို့ပြောတော့ ပြောရတယ်ပဲရှိသေးတယ်ပေါ့ဖြောင်းကနေနေရာပဲခြိုက်ထလိုက်တယ်တပုံစံနဲ့တပုံစံနဲ့ကျမသမီးဒီလွန်ခဲ့တဲ့လကလွန်ခဲ့တဲ့လဆိုရှေ့တလကျော်လောက်ကပေါ့ကျမသမီးဒီတငယ်ချင်းနဲ့ပတ်သက်တဲ့တိတော်တစ်ခုဆော့လိုက်တယ်အဲ့ဒီအချိန်မှာ သူတို့ပေါင်းနေတဲ့ပေါင်းနေတဲ့အဖွဲထဲမှာနော်သူတို့အပေါင်းနေတဲ့အဖွဲထဲမှာကျမသမီးပေါ်မှာမမှန်ကန်တဲ့စိတ်နဲ့ပေါင်းသိနေတယ်လို့ပဲကျမကတော့လုံးဝတွေးတယ်သူပြောတဲ့စကားအရာပေါ့နော် အဲ့တယောက်ကနေပြီးတော့ကျမသမီးကိုလာပြီးတော့နေငါဘာလို့ငါတို့တငယ်ချင်းတွေကိုမကောင်းတဲ့ဗီဒီယိုတင်ရတာလဲလာမေးတယ်မေးတော့အဲ့ချိန်မှာအဲ့ဒီဖုန်းကဒီဖုန်းကကျမကလက်ထဲမှာကိုင်းထားတာသူစာလာပို့တဲ့အချိန်မှာကျမကယောက်ျားလေးထင်ပြီးကျမကဝင်ကြည့်လိုက်တာဝင်ကြည့်လိုက်တဲ့အချိန်မှာမိန်းကလေးဘယ်သူလဲလို့မေးတော့ကျမသမီးကကျမဒီကဒီနေရာကနေပြီးတော့ပဲကျမလှမ်းမိတယ်ကျမသမီးကဟိုမှာဆက်ချုံနေအခုတော့ကြောင်းသွားတယ်လှမ်းမိလိုက်တဲ့အချိန်မှာ तू ကအဲ့ဒီကောင်မလေးရဲ့နာမည်ပြောတယ်သူဆိုတော့ကျမအားနဲ့ ဘာလို့လဲဆိုပြန်ပြီးတော့သူကကျမသမီးထင်ပြီးဒီနေ့ကငါတို့တွေကို TikTok ပေါ်တင်ပြီးတော့တငယ်ချင်းတွေမကောင်းဘူးလို့နေရတင်အောင်နေရပါကောင်းမှာနေရပါဆောက်စီချင်နင့်ဟောငါတို့ကတငယ်ချင်းလို့သတ်မှတ်လို့လားဘာလားညာလားဆိုပြီးတော့ပြောတာစုံနေရပဲနောက်ပိတ်ဆုံးကျမတို့အိမ်ရဲ့စီးပွားရေးပေါ့နော်ကျမတို့မိသားစု နေထိုင်ပုံပေါ်မှာနှိမ်ပြီးတော့ကျမတို့တွေကသူတို့လောက်မှအဆောက်အစင်းမရှိတဲ့အနေထားတွေပဲပြောရတယ်ပြောသွားတဲ့ပြဿနာတက်ခဲ့ဘူး အကယ်၍အဲ့ဒီဟာကသူတစ်တော့ကနေမစင်ကြဆာလာပို့လို့အကယ်၍မစင်ကြကဆာလာမပို့ပဲနဲ့သူကကျမသမီးကိုတနေရာမှာဖြစ်စီဒါမှမဟုတ်ចောင်းကပြန်ပြီးတော့လာတဲ့အချိန်မှာဖြစ်စီသူတို့တယောက်ချင်းပြောမှာမဟုတ်ဘူးနော်တယောက်ချင်းပြောမှာမဟုတ်ဘူးသူတို့ကအဖွဲလိုက်အငဲနဲ့အဖွဲလိုက်ပဲအဲ့တော့အဲ့အဖွဲလိုက်နဲ့ကျမသမီးတယောက်နဲ့တာဖုံခဲလို့ရှိရင်ဟိုကောင်မလေးလို့ကျမသမီးဖြစ်မှာနေလားတတော်တွေကကောင်မလေးလို့ကျမသမီးဖြစ်မှာနော် ဒါကြောင့်မို့လို့မိဘတွေကျမသမီးနဲ့အတူတူကြောင်းတက်တဲ့တမလင်မိဘတွေရှိတယ်မြန်မာလဲနှစ်ယောက်လောက်ရှိတယ်တမလင်မိဘတွေအဓိကတော့တမလင်ပေါ့ကျမတို့ရဲ့တမလင်ကကောင်မလေးတွေအကားကတော့လိုင်းမော်ကိုသမီးတို့ရဲ့ပုံတွေကိုတင်မယ်သမီးတို့ရှေ့ဆက်ပြီးဒီလိုသာပြဿနာရှာမယ်ဆိုရင်အဲ့တော့သမီးတို့မိဘတွေရောသမီးတို့တွေရောတိုင်တိုင်မင်မင်နဲ့သူများသားသမီးကိုမစော်ကားဖို့ပြဿနာမရှာဘူး ကျမဒီလိုင်းပေါ်ကကောက်ပါလေပတ်ချခံရတဲ့ကလေးလေးနဲ့ဘာမှမတက်ဆိုင်ပါဘူးသူမိခင်မဟုတ်ပါဘူးကျမကအဲ့ဒီကလေးလိုပဲအလားတူဖြစ်စဉ်မျိုးတယောက်နဲ့အများကျမသမီးလေးလည်းဖြစ်နေတယ်လို့ဆိုပြီးတော့ကျမကပြောတာပါနော်ဒီဟာကကျမကပြောဖို့ကကြာပြီဘာဖြစ်လို့လဲဆိုတော့ဒီဖြစ်စဉ်ပြောဖို့က ဒီကလေးမဖြစ်ခင်เนี่ยပြောမလို့ကျမကချင်း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 เนี่ยဗောနော်ဘာလို့လဲဆိုတော့ကျမသမီးเนี่ยဖြစ်တဲ့ကလေးတွေကလည်းဒီတရက်ွက်သေးတာပဲဒီတချောင်းနဲ့တက်တဲ့ကလေးတွေပဲ ဒီမိဘတွေလည်းကျမတို့မြင်နေတာပဲကျမတစ်ခါစနှစ်ခါစအရေးမို့ပြောတယ်ကျမသမီးလေးလည်းသူတို့မိသားစုတွေကိုဟိုအရေးမို့ပြောပေးမယ်သူတို့ကငါတို့ပြောပေးတာပဲမရဘူးဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးဘကကလေးကကျွတ်ဆက်ဆက်ပြန်ပြောလို့အဲ့လိုမိဘလည်းရှိသလိုညီကောင်မောင်နှမလည်းရှိသလိုကျမတော့ပြောတဲ့မိဘလည်းတစ်ခါတော့ဆုံးမှပြီသူတို့သမီးကနောက်လျှောက်ဘာတွေလုပ်နေလဲဆိုတာကိုလည်းမကြည့်ဘူးပေါ့နော်ဒီတစ်ခါကျမတော့ပြောတဲ့အချိန်နောက်ပဲသူကဆုံးမှပြီနောက်ပိုင်းသူသမီးဘလို့အချိုးတွေချိုးနေလဲဆိုတာကိုမကြည့်တာ ်နိလားအဲ့ဒါကြောင့်မို့အခုကျတော့ကျမကဒီဗီဒီယိုတွေ့တဲ့အချိန်မှာဟာတေချာပေါက်ငါသမီးလဲတနေ့အချိန်ညာဒီအုပ်စုနဲ့တကြက်ကြက်ဖြစ်နေတနေ့ကျရင်လမ်းမှာတပ်ပွဲဖြစ်ကိုဖြစ်မယ်ဆိုတော့စိတ်ကိုကျမကဝင်သွားတဲ့အတွက်ကျမသမီးအတွက်ကျမစိုးရိမ်ပြီးတော့ကျမဒီဗီဒီယိုတင်လိုက်တာနော်ကျမဒီပါချခံရတဲ့ line ပေါ်ကခလေးလေးနဲ့လုံးဝမသက်ဆိုင်နဲ့မိပါပါကျမသမီးလေးကတသက်တက်ရောက်ပါဟုတ်ပြီလားနော်အဲ စိတ်ပူပေးတဲ့အတေးဦးတယောက်ရှင်းဒီတန်းကိုအရန်ကျေးဇူးတင်ပါတယ်လို့နော်။နောက်ပြီးတော့ဆက်ချုပ်ဆက်ချုပ်တယ်ဆက်ချုပ်မပြတ်ဘူးဆိုတာမှန်ပါတယ်။အမကတမိသားစုလုံးကအမဆက်ချုပ်လုပ်စားနေပဲစားကြတာဖြစ်တယ်တော့။အမကဆက်ချုပ်ရမှာပါ။တို့လို့တို့လို့ဖြစ်နေကြမှာဆိုလို့နော်။အဲ့ဒါလေးအမကလာပြောပြတာပါလို့နော်။ကျေးဇူးတင်ပါတယ်စိတ်ပူပေးတဲ့အတွက် အမကပြောချင်တာမိဘတိုင်းမိဘတိုင်းကိုကိုသားသမီးကိုចောင်းသွားတယ်ဆိုရင်ចောင်းသွားတယ်ဆိုကောင်းတဲ့နေရာတစ်ခုကိုသွားတာပဲဆိုပြီးတော့လုံးဝတရည်တည်လွတ်မထားဘူးတိလားကိုမျက်လုံးလေးတွေနားလေးတွေနဲ့နားဆွင့်ထားဘူးကိုသားသမီးပြန်လာလို့ရှိရင်အเจ้าမှာတငယ်ချင်းပေါင်းပေါင်းတဲ့ပုံစံမျိုးပေါ့ဒီနေ့အเจ้าမှာဘာလဲအစင်ဒီလားဘာလားညာလားဆိုပြီးတော့မေးကြည့်ဘူးနော်အဲ့ခါကျရင်သူတို့ရင်ထဲကရင်ဖွင့်စရာလေးပေါ်လာခဲ့လို့ရှိရင်ကိုကအဲ့ဒါလေးကိုသုံးသပ်ပြီးဘူး အဲ့ဒါလေးတော့ကျွန်မပြောချင်ပါတယ်နော်ကျွန်မလည်းကျွန်မသမီးကဒီလိုမျိုးနေသူကဖြစ်နေတော့အเจ้าဝင်ပြန်လိုက်ဒီမျိုးကဘာဖြစ်သေးလဲအဲ့မှာ तू ပြောတဲ့စကားမှာ तू လွန်လာရှိရင်လည်းဆူတယ်ပေါ့နော်အဲ့လိုမျိုးလေးပါရှင်ကျေးဇူးတင်ပါတယ်ရှင်ပြပါမျိုးရေမွေးပြီလို့လည်းတော့ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအောက်စုဖွဲ့အနိုင်ကျင့်တဲ့ကျောင်းသူကျောင်းသားတွေကျောင်းထိုင်မှာတော်တော်လေးများလာတယ်ပေါ့နော် ကြည့်ပြီးတော့လဲစိတ်မကောင်းဖြစ်ရပါတယ်။ဒီမေမေဆိုလို့ရှိရင်လဲသူ့ရဲ့သမီးလေးကအုပ်စုဖွဲ့အနိုင်ကျင့်ခံရလို့ကျောင်းဆရာမတွေနဲ့ဒီမိဘတွေကိုသွားပြီးတော့တိုင်တော့လဲဒီမိဘတွေကပြန်လောင်ပြောက်ပေးလိုက်ကြီးရေပေါ့နော်။ဒါမျိုးတွေတော့မဖြစ်သေးဘူးလို့တော့ထင်ပါတယ်။အခုကြည့်နေတဲ့မျိုးတွေထဲမှာလဲကျောင်းသူကျောင်းသားတွေရဲ့မိခင်တွေပါလို့ရှိရင်ဒီဗီဒီယိုလေးကိုမြန်မာလေးလိုက်ရှယ်လေးလုပ်သွားပေးဖို့တောင်းဆိုပါတယ်။ဒါမှလဲအခြားကျောင်းသူကျောင်းသားတွေရဲ့မိခင်တွေသိမှာပေါ့နော်။ ချီနာမျိုးတွေလည်းဘုဒ္ဓရာတင်ငဲ့သာတုံးပြရလိုက်မယ်လို့လည်းမျှော်လင့်ပါရှင်။မဖက်နဲ့မိုဆက်လီတဲ့နေ့ဟာသပြီလို့ရေဘုဒ္ဓရာရက်ကြပြီလို့လေးတွေကိုနှင်းစင်လိုက်ဆက်ပစ်တတ်မှာမို့မိုး channel လေးကို like subscribe နဲ့ကော်ပိုတာစပါရှင်။မဖက်ဗီဒီယိုမှာပြဆုံးမနော်။မိုးရီကလည်းရမ်းရွာနေတော့အဲမကြားမှာဆိုလို့အော်ပြောတာပါ။ဒါ